အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပိတ်သက်တဲ့အားလုံးမင်္ဂလာပါဒီအပိုင်းမှာဒါ British Media တော်တော်များများမှာရောနောက်တစ်ခုကဒါဘယ်လိုပြောမလဲဒီ Spain Media တွေတော်တော်များများမှာ Manchester United ရဲ့ကွင်းလေကစားမှာ Carlo Casemiro ကိုသူတို့တတ်တမ်းမတို့ပိုစဉ်းစားနေတယ် ကက်ဆမီရိုကဒီနေ့ရာသီကုန်မှာစာချုပ်သက်တမ်းကုန်မှာဖြစ်တဲ့ United ကထွက်ခွာသွားနိုင်မဲ့သူတယောက်ဖြစ်ပြီးတော့တပတ်ကို3သိန်းခွဲဆိုတဲ့အမောက်ဟာ Manchester United အတွက်အများကြီးစဉ်းစားစရာ Ruben Amorim ကဘလို့ဖြစ်ဖြစ်ကက်ဆမီရိုကိုကြိုက်တယ်။ဒါပေမဲ့ Both Point Point View ကကြည့်တဲ့အခါမှာအသက်အရွယ်အားဖြင့်လေ33နဲ့ဝင်လာတော့မယ်။နောက်တစ်ချက်ကလည်းလုခလာစာအမတန်များတဲ့အတွက်ကြောင့်သူ့ကိုတစ်နှစ်ထပ်တိုးထားထက်စာရင် ူထက်ပို့ပြီးတော့လောက်ခလာစာနဲမဲ့ငယ်ရွယ်မဲ့ကွင်းလင်ကစားမကိုသူတို့ပို့စင်းစားတယ်ကျွန်တော်ရပိုတွေရဆိုရင်အာဟီလာရဲ့ဟူဗာဟန်တန်ကွင်းလင်ကစားမဟောင်းရူဘင်နာဘတ်ကအော်ပရှင်တစ်ခုအနေနဲ့ရော အခြားအခြားသောကွင်းလင်တွေဒါပေမဲ့အဲ့ဒါဒီအားလုံးက ကျွန်တော်တို့အခု နွေရာသီမှာ ဖြစ်လာနိုင်ဖို့ဖြစ်တယ်။ဆောင်းရာသီမှာဖြစ်ဖို့ခက်တဲ့ခါမှာ Manchester United ကအဓိကက wages ကို trade တာခြင်းနဲ့အချက်ပဲ။ wages trade တာခြင်းနဲ့အဓိကအချက်ကဘာလဲဆိုတော့နွေရာသီမှာတကယ်လို့သူတို့လောကလာစာတွေအများကြီးကို short ချနိုင်ပြီဆိုရှင် သူတို့ဘက်ကလုံးဝကိုဒါဂျန်နဲ့ကြိုက်တဲ့ကစားမကိုကြိုက်တဲ့ GP လာစာမျိုးနဲ့ခေါ်နိုင်မဲ့အချက်နဲ့နောက် NA Goods ကဒီဘက်နောက်ပိုင်းမှာနော်ဘယ်ကစားသမားကိုမဆိုဒါလုခလာစာကိုတော်တော်လေးကြစ်ကြစ်လေးလေးပေးတာကျွန်တော် NA Goods ကနေ Man United လာစာအများကြီးပေးတဲ့ကစားမအခုဒီနေ့တစ်ထက်မှာ နှစ်သိန်းကျော်ဆိုတော့တော်တော်ရှားတယ်အကုန်လုံးကတသိန်း9000တသိန်း7000နှစ်သိန်းစွန်းစွန်းအဲ့လောက်တည်ကြီးပဲမတိုင်းရဲ့ stylist တို့လာစာများတဲ့သူတောင်သူတို့တောက်လျှောက်လာစာယော်ပြီးပေးထားတာအခုဆိုရင်ဒီ The Sun Report မှာယော် Daily Telegraph ရဲ့ report ရာဆိုရင် Manchester United က Jadon Sancho ကို Aston Villa ကအပိသက်ခေါ်စီဖြစ်စေမခေါ်သည်ဖြစ်စေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွင့်ပေးမယ်တလက်စာထဲမှာပဲဒါဒီသူတို့ရဲ့အဓိကခွင့်လက်စားပါကာလိုကက်ဆမီရိုရဲ့ contract ကိုပါ run out လုပ်ပြီးတော့ တတ်တတ်မတူးဘူးစဉ်းစားထားတယ်။နောက် Harry Maguire ရဲ့အခြေအနေကိုပါကြည့်ပြီးတော့သူတို့ဥမာ Lisandro Martinez ကအာကိုရတော့မယ်ဆိုရင် Martinez ရဲ့ Matthias Dele ရဲ့ပြီးတော့ Landi Juro ရဲ့ Masawabi လည်းရှိတယ်။ဒါအပြင်လိုအပ်ရင်လူရှော်လည်းကစားနိုင်လို့လူရှော်ကိုဝင်းပတ်နေတယ်ဆိုတော့ဟာရီမဂွိုင်းယားရဲ့ contract ကိုပါသူတို့ထပ်ပြီးတော့မတူးဘူးမဂွိုင်းယားကိုတော့သူတို့ကတပတ်ကို3,800ကိုတောင်းရှိတယ်ဒါပေမဲ့အဲ့3,800ကိုသူတို့က လစာကြီးလုံးဝကြီး short တာတော့ဟိုကွန်ထက်ရက်တဲ့ပုံစံတော့မဟုတ်ပဲနဲ့ okay တကယ်လို့ Harry Maguire ကတပတ်ကိုတသိန်းလောက်နဲ့သူတန်းတိုးမယ်ဆိုရင် leadership တယောက်အနေနဲ့သူဆက်ထိန်းထားကောင်းထားနိုင်တယ်ဒီညမှာ Manchester United ကတော့ Harry Maguire ရဲ့လောက်ခလစာအပြင်ကိုမှဒါ Carlo Casemiro, Jadon Sancho, Barcelona ကိုပြောင်းဖို့များတဲ့ Marcus Rashford အပါအဝင် ဝိုင်လန်နဲ့အပီးသက်ဒါဒီအားလုံးအပြင်ကိုအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကိုပါလိုအပ်ရင်ရောင်းထုတ်သွားဖို့ရှိတယ်ဘရူနိုကမန်ယူနိုက်တက်ကမထွက်ဘူးလို့တကယ်ကပြောထားတယ်ဒါဒီဆောင်းရသီမာရောနွေရသီမာဆော်ဒီကလပ်တွေကသူ့ကိုလိုချင်တာဖြစ်တယ်အနာစာတို့အာဟီလာတို့အိုင်အာလီတို့အေဟီတီဟတ်လို့အသင်းတွေအားလုံးလိုပေမဲ့ဘရူနိုဖာနန်ဒက်စ်ကို Manchester United အသင်းကရောင်းဖို့စဉ်းစားလာပြီအဓိကတော့ Bruno ကိုသူတို့ထုတ်မယ်ဆိုရင်နံပါတ်1 Bruno ရဲ့လောက်ခလာစာအပြင်ကိုနောက်ထပ်လူငယ်ကွင်းလဲသူတို့ကဗျာအခုလာမယ့်ရာသီမှာကြီးမားတဲ့ပြောင်းလဲမှုတွေလုပ်ချင်တယ် Manchester United European ပြိုင်ပွဲဒီရာသီမှာတီကြပေါဝင်နိုင်မဲ့ chance မျိုးကိုသူတို့ဖန်တီးနေမယ်နောက်တလက်စာထဲမှာပဲ younger player ငယ်ရဲကစားမားတွေနဲ့အသက်သွင်းမယ်ဆိုအသင်းကိုသူတို့ဘက်ကတတ်နိုင်တဲ့မြငယ်တဲ့ကစားမားတွေကိုအစားထိုးမယ်လာစာမြင့်တဲ့ကစားမားတွေကိုရှင်းထုတ်မယ်လာစာရိုးတဲ့ကစားမားတွေနဲ့ အစားထိုးတဲ့အခါမှာအခုကက်ဆမီရို3သိန်းခွဲ၊ဂျေဒန်ဆန်ချို3သိန်းကျော်၊မာကက်စ်ဝက်ရှု3သိန်းကျော်၊ဟာရီမကွိုင်ယာ3သိန်း9000 နောက်တစ်ဖက်က Rasmus Hojlund ထွက်မယ်ဒါ Malaysia နဲ့တည်ကြပေါက်ထွက်မယ်ဒါကျွန်တော်အဲ့လိုအချိန်မှာပြီး Bruno Fernandes ပါ2သိန်းနဲ့4000လား2သိန်းကျော်တော့ပြီဆိုဒီသားမပါထွက်သွားမယ်တကယ်လို့ Bruno ကိုရောင်းရင်ပြတို့ပြောင်းရွှေ့ကြေးရတဲ့ခါအဲ့ပြောင်းရွှေ့ကြေးတချို့လဲတို့သုံးမယ် Hojlund ရှိရရမယ်ပြောင်းသွေးရှိ Rashford ရှိရရမယ်ပြောင်းရွှေ့ကြေး Sancho ကတော့ Sancho ကတော့တနစ်ကြံပြီမယ်တို့သက်တမ်းမတိုးဘူးလုံးဝအလွတ်ပြီးဘူးစဉ်းစားပြီးတော့ရွေရာတီမှာ Casemiro, Bruno အပါဝင်အဓိကကစားမတွေနဲ့လစာထုတ်မြင့်ကစားမတွေကိုရှင်းထုတ်ပြီးအပြောင်းလဲတွေနဲ့သွေးသစ်ပြောင်းဖို့လောင်းဖို့ Man United ဘက်ကစဉ်းစားလျက်ရှိနေတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်